အောင်မန်းကကျွန်တော်တို့သွားခဲ့ရွှေရှင်သွားခဲ့တဲ့အောင်မန်းဟိုတယ်ကြီးပြိုကျတယ်ဆိုတော့ဟောအဲ့ဒါကြီးကစပြီးတော့တည်ရတာလေပြီးတော့မှမန်လေးကိုလည်းဝင်ကြည့်တယ်မန်လေးလည်းပုံတော့ဆိုတော့ဗာမန်လေးဆိုတာကျွန်တော်ရွှေရှင်သမားကြီးသွားနေတဲ့မြို့တော့ပဲလေနော်အဲ့တော့တော်တော်လေးကြည်ခွဲရပါလေဗျာနော်ဟုတ်လောကမှာကကိုဘလူးမညှော်လင်းမထားကြဘူးလေနော်ဘယ်အရာမှမဆိုဖြစ်လာနိုင်တယ်ဆိုတော့ပြသွားတာပဲလေအဲ့တော့ပြန်ပြီးနိုးထားကြပါဩပထမတစ်ခေါက်တော့တော့ပါပြစ်လိုက်ဘူးလေဟိုခကြီးလွန်နေတယ်အဲ့ဒီတစ်ခေါက်ကတော့ ကဲသူတို့လည်းသူတို့လည်းပို့ပြီးတော့ဘာဖြစ်သွားဝိုင်းရံပြီးမယ်လို့ဘာဆိုတော့ရုပ်ရှင်ကိုဆရာသမားတွေရုပ်ရှင်သမားတွေစီကလည်းလိုက်ပြီးတော့မြေတားရခန်းအထူခံပြီးတော့ပို့ပြီးတော့အင်အားလေးများပါအောင်ပါဘီရပတ်မှုတဲ့သဘောပါပဲပြင်မနာသွားမယ်ပြောလဲသူတို့အဲ့မှာအခုစပြီးတော့ကိုနိုင်စလောက်တော့ဝိုင်းလုံးပါပေါ့လေဘာဆိုတော့အသက်ရွယ်နေကြတော့တိတ်ပြီးတော့သူတို့တော့ပြည်တယ်တော်နေတယ်အသိမရှိတော့ဘူးလေအဲ့တော့ကိုနိုင်စလောက် Facebook ကလည်းလူခံပေါ့နော်ဒီလိုရက်ကွက်တရားဒါကိုနိုင်ဆိုင်ရာတွေပိုင်ဆိုင်ရာတွေကြိုက်ပြီးတော့ လူခံပြီးတော့လည်းအင်အားလေးများသွားအောင်ပါဟုတ်မရှိပေမဲ့လို့ကိုမိသားစုတွေပဲလေနော်အခုဖြစ်သွားဆိုဘာလို့ဒီလိုင်းမော်တက်တရတော်တော်လေးစိတ်မကောင်းဖြစ်တယ်လေဖြစ်တော့ဒါကိုကိုကိုလက်သေးစိတ်လက်ထိနာသလိုပေါ့ဗျာနော်ဒါကိုညီကိုမောင်နှမတွေအခုတို့ဖြစ်ဆိုနေကြုံရတာဆိုတော့ဘာလို့ဘာတော့မှမသိတော့တာပါအဲ့တော့ကိုနိုင်တဲ့ပိုင်းနိုင်တဲ့ဘက်ကနေပြီးတော့ဝင်နေမအုတ်ချသေးတဲ့ဘက်မော်လေးအများကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါပြောဒါရေငတ်နေလို့ရေတစ်ပောက်ကလည်းတောင်မရှိပါဘူး အဲ့တော့ကိုနိုင်တဲ့လောက်လေးဝိုင်းထမ်းတဲ့သဘောပါဟုတ်ကဲ့ကျွန်တော်ကရေချိုးခန်းထဲမှာရေချိုးနေတဲ့အချိန်မှာကျွန်တော်ကတော့သွေးပေါင်သွေးပေါင်တက်တယ်ထင်ပြီးတော့မူးလို့မူးလို့ဆိုပြီးတော့မှတခါလဲအိမ်ထဲပြေးပြီးတော့မှသွေးပေါင်ချိန်တော့ကျွန်တော်သွေးပေါင်ကမှန်နေတယ်မှန်တယ်ပြင်ရအတန်ကြတော့မှငလင်လို့ငလင်လို့တယ်ဆိုတော့အဲ့မှမသိတာရန်ကုန်ကသိမသိသားလိုက်ပါဘူးနော်อืมအောင်ရတာပေါ့ဒီတော့ကိုကဒီလောက်ကြီးဖြစ်မှမထင်ဘူးလေနော်စတက်လာရရဟိုဒီအောင်မန်းကကျွန်တော်တို့သွားခဲ့ရွှေရှင်သွားခဲ့တဲ့အောင်မန်းဟိုတယ်ကြီးပြိုကျတယ်ဆိုတော့ဟောအဲ့ဒါကြီးကစပြီးတော့တည်ရတာလေပြီးတော့မှမန်လေးကိုလည်းဝင်ကြည့်တယ်မန်လေးလည်း ပုံနောက်ဆိုတော့ဗာမန်လေးဆိုတာကျွန်တော်ရုပ်ရှင်သမားတွေသွားနေတဲ့မြို့တော့ပဲလေနော်အဲ့တော့တော်တော်လေးကြည်ခွဲရပါလေကြာနော်ဟုတ်တရားတော့ပြသွားတာပဲနော်ဘယ်ရာမှဟိုဘယ်သူမှဘာမှပြောလို့မရဘူးကျွန်တော်ကားရရလို့ဟိုအနတ္တလို့နော်ဒီသဘောကဘယ်သူမှကိုယ်သဘောမဆောင်ဘူးလေနော်သူဖြစ်ချင်တာဖြစ်လာဆိုတော့အခုအယုတ်လအမျက်မြည်အကုန်လုံးဟိုဒါတရားသိဖို့လမ်းပြလိုက်သလိုပါပဲနော်လောကမှာကကိုယ်ဘယ်သူမှညှော်လင့်မထားကြဘူးလေနော်ဘယ်ရာမှဆိုဖြစ်လာနိုင်တယ်ဆိုတော့ပြသွားတာပဲလေ အဲ့တော့ပြန်ပြီးနှိုးထားကြပါဘာလို့ဒါမှမဟုတ်ကျွန်တော်တို့ပြည်သူတယောက်ချင်းစီတိုင်းကတာဝန်ရှိပါတယ်ဆရာမရှိတော့ကိုနိုင်တဲ့ဘက်ကနေပြီးတော့ကိုကျွန်တော်ကြတော့တက်တက်ရွယ်နေကြတော့တိတ်ကြပါလေအဝေးဝေးလည်းလည်းမသွားနိုင်တော့ကိုနိုင်တဲ့ဘက်ကကလေးတွေကလေးတွေဟိုဒီဘေးကရက်တီပေးပြီးတော့ဗောနော်သူတို့လည်းတင်းတင်းတည်းတည်းလူခံလို့ရအောင်ရက်တီပေးပြီးတော့ကိုတိုင်းမဲ့ဆာဘတ်ဆာလန်တွေသွားလုပ်ပြီးတော့ဥမ္မာပြီးွားတာဗောလေပြီးွားပြီးတော့ဒီနေ့စလူခံထွက်မှာဗောဟုတ်ကဲ့တကယ်လိုအပ်တဲ့နေရာကိုရောက်ဖို့တော့လိုအပ်တာတော့အကုန်လိုအပ်နေတာဗောနော်တကယ်ထိရောက်မဲ့နေရာကို ရွေးချယ်ပြီးလူရမှာပေါ့ဟုတ်ဘူးတောက်လန့်တာတော့မဟုတ်တရားတော့ရသွားတယ်လေအဲ့တော့ကိုယ်လည်းဘုရားတရားသမားဆိုတော့လေသူတို့အရင်ဆုံးတော့ဘာမှမလုပ်နိုင်တဲ့အချိန်မှာတော့ကိုယ်တရားထိုင်ပြီးတော့သူတို့မြတ်တာဖို့အမျှဝေရပေါ့နော်အဲ့ဒါအဲ့ဒါတော့ညာရင်လုပ်နေပါရင်ဟုတ်လားဒီဘက်ကလည်းဒီထိုင်ဝေလို့လည်းမရသေးဘူးလေအခုလက်ရှိကြံခဲ့တဲ့လူတွေအတွက်ကိုလည်းကိုနိုင်သလောက်ပေါ့လေနော်ကိုကျော်ရွှေချင်သမားတွေလည်းဝိုင်းထမ်းနေကြပါတယ်အကုန်လုံးနော်ပြည်သူတွေအကုန်လုံးလည်းပါနေကြလာဆိုတော့အားမငယ်ပါနဲ့လို့နော်အကုန်လုံးကကိုမိသားစုတွေပါပဲဟုတ်ဘာပြောရမှန်းမသိကြသေးလား ။ဘာဆိုတော့သူတို့နေရာကိုကဒီကကိုကိုနဲ့မျိုးမတော်ဘူးဆိုပေမဲ့လို့လေကိုမိသားစုတွေဖြစ်သူလို့ခံစားရတာလေကိုသားဆိုလို့ရှိရင်ဆိုတော့စိတ်ကြီးဟာတော်တော်မရှိနိုင်မကင်းနိုင်ပါ။အဲ့တော့သူတို့ဘလို့စကလုံးတုံးပြီးအားပြရမှန်းကိုမသိပါဘူး။အားပြဖို့လည်းတော်တော်ခက်ခဲပါလေ။ဘာဆိုတော့သူတို့ကိုသူတို့ဖြစ်လာပြီလေ။အများနဲ့ဖြစ်သွားတာဆိုတော့လေအဲ့လိုပဲဖြေတင့်ရမှာပေါ့နော်။အဲ့လိုပဲကိုကိုဖြေဖြေယူမှပဲရမှာ။အဲ့စိတ်နောက်ကိုပါသွားရင်တော့စံကြဲတဲ့လူကရှင်းသားမှုခက်သွားလိမ့်မယ်လေနော်။ ဟုတ်ကဲ့ပြန်ညှိုးထားကြပါဒီလိုအဖြစ်ဆိုးကြီးကတော့ကျွန်တော်တို့ရင်တော်ကကကြီးသုံးမကကြီးသုံးမဆိုတော့ဘုံကြီးတွေပြောတာပဲကြားဘူးလားလေအခုကြမှာကိုဒီတဲ့ရရောက်မှာပဲအဲ့ကကြီးသုံးမအကုန်တက်တက်တိုးရတာဟိုကတ်မျိုးစုံတူကြုံနေရတာဆိုတော့ကိုချင်းလည်းစာပါတယ်ဒါမှမဟုတ်ဖြစ်လာနေတာကိုရင်ဆိုင်ရမှာပေါ့ကျွန်တော်ထွက်ပြေးလို့မှမရဘူးနော်အားလုံးယူရင်ဆိုင်ပြီးတော့မှတူတူဖြည့်ရှင်းကြရမှာပဲလीနော်ကြီးမာဆုံးပြောလို့ရတာပေါ့အကြီးမာဆုံးမှာပဲနာကိပြီးရင်ဒါပါပဲလीနော်နာကိတော့ကလည်းရင်နဲ့ခန်းစားရတော့ အဲနာကင်းနဲ့ပတ်သက်ပြီးတော့ကာရကားရိုက်မယ်ဆိုပြီးအနတ္တရိုက်ခဲ့တာပဲလေဒီငလင်ကတော့ရိုက်လည်းမရိုက်ရပါဘူးဟောမကြုံလည်းမကြုံညံတော့ဘူးယာကြီးပြန်လည်းမကြည့်ကြတော့ဘူးတော်တော်ကြည်ခွဲရလို့ပါဟုတ်အားမငယ်ပါနဲ့အားလုံးကမိသားစုအရင်းတွေဆောရှင်သွားပြီမယ်တန်တာရည်ညီကောင်မတော်မတွေပါပဲနော်ဒါကုန်နိုင်ငံသားရဟုတ်လားအဲ့တော့အကုန်လာကြမှာပါစိတ်တော့မကောင်းဘူးဟုတ်